Hello. အားလုံးမင်္ဂလာပါဒီနေ့ဝမ်မောင်တို့အာလန်တန်ကပေါ့နော်ဒီမြန်မာတရားစခန်းမှာ Easter တရားစခန်းအနေနဲ့အဝမ်မောင်တို့ဒီနေ့လေးရတာပေါ့နော်လေးရတာ Easter တရားစခန်းအဝင်ဖြစ်ထားတာလေးကြာချင်လို့ပါ Easter တရားစခန်းတောက်ကြနေရပါပေါ့နော်ဒီ April လာဒီ16ရက်ကနေပြီးတော့16 19 20 21ပေါ့နော်အဲ့တော့လေးရတိုင်းတိုင်းဒီ ဘာဘောမောင်တို့ဒီလန်ဒန်ကပေါ့နော်ဒီလန်ဒန်ဒီဘက်ချမ်းပေါ့နော်อืมပို့စကုတ်နေပဲပြောလို့ရတယ်ပေါ့နော်အဲ့ဘက်မှာ Easter Day Scan လေးရတာဝင်ဖြစ်ခဲ့ပါတယ်လို့အဲမြောင်းမြကြောင်တိုက်ပေါ့နော်မြောင်းမြကြားတိုက်ဆိုမဲဦးမောင်တို့ကတော့ဒီမဟာစီတရားမှန်လေးဖောင်းနေပိနေနေပဲဒီမှတ်ခဲ့ပါပေါ့နော်အဲ့ဒါဒီဒါအခုပုံပုံရောက်နေတာကတော့ဒီစင်းချန်လျှောက်လို့ရတဲ့နေရာပေါ့နော်စင်းချန်လျှောက်လို့ရတဲ့နေရာရောက်နေတာဖြစ်ပါတယ် ရှစ်ပါးလက်ခါနေတယ်ဒီနေ့ကဒီရှစ်ပါးကိုးပါးတီလာပေါ့နော်ဒီမှာကိုးပါးတီလာရှိပါပါတယ်အခုလည်းဒါကိုးပါးတီလာရှိတာဖြစ်ပါတယ် That is an airplane. Okay. ဒါကတော့ဒီအနောက်နောက်ဘက်ပန်းချံပေါ့နော်။ဒီပန်းချံကဒီတော်များများဈေးချံလျှောက်လို့ရပါတယ်။ ါကတော့ဒီဈေးဆန်လျှောက်တဲ့လမ်းပေါ့နော်ဒါကတော့တနအိတိုင်းတနအိဈေးဆန်လျှောက်ပေါ့နော်အဲ့တော့ဒီမှာဈေးဆန်လျှောက်တာပဲဖြစ်ပါတယ်ဒါကတော့ဈေးဆန်လျှောက်လမ်းဖြစ်ပါတယ်ဝေါဒီနားဒီလန်ဒန်ဟီထရိုးအဲပေါ့ပေါ့နော်လန်ဒန်ဟီထရိုးအဲပေါ့နဲ့လည်းနေတော့ဒီဒီ airplane နေရာလေး10မိနစ်ချာ2မိနစ်ချာလောက်ကိုတန်နေဒီမှာပြမယ်အကြီးပဲလင်းယုံအနီးကပ်ကိုတွေ့ရအောင် ော့ဈေးကြဆောင်လမ်းလေးပါအများကြီးအကျယ်ကြီးပဲဒါတရားထိုင်ပြီးရင်ဈေးကြဆောင်လို့ရတယ်ပေါ့နော်โอเคဈေးကြဆောင်လမ်းဖြစ်ပါတယ်โอเคအဲ့ဆိုရင်မမတို့တရားထိုင်တဲ့ဓမ္မရောင်ကိုတစ်ချက်ပြမယ်နော်ဒီကြောင်းလေးလေးတစ်ချက်ပြပေးပါမယ်ဒီအပြည့်မှာကတော့ဒီမှာဖះအစင်းထူးတော့ရှိပါတယ် ကတော့ဖះရှင်တို့တော့ပါเยสโอเคဆိုရင်ဓမ္မယုံပြမယ်เนาะမုံမုံတို့ဒီတရားထိုင်တဲ့ဓမ္မယုံလည်းရှိပါတယ်ဒီဘက်ကတော့ဒါစတိုးပစ္စည်းတွေတင်ထားတဲ့နေရာပေါ့เนาะဒါရောဂီတွေနေတော့မဆိုင်ပါဘူး ဒီဘက်ဒိညာဘက်ချမ်းဓမ္မရောင်ပေါ့နော်ဒီမှာဆိုလဲအိမ်သာအစင်းသိရှိပါတယ်ဒါတရားထိုင်ရင်တော့လို့ရတဲ့အိမ်သာပေါ့နော်โอเคဒါကတော့ဖနက်စင်တွေပါအခုပြမှာတော့ဝုံမုံတို့တရားထိုင်တဲ့ဓမ္မရောင်ပေါ့နော် ီဟာကျတော့တရားထိုင်တဲ့ခါကျရင်ဒါဆရာတော်တွေကပါတရားတခါတည်းတရားထိုင်တာပေါ့နော်ဥမ္မာလို့တရားထိုင်တဲ့ခါကျရင်ဆရာတော်လေးပါးပါတခါတည်းတရားထိုင်တာပဲဖြစ်ပါတယ်ဒီဒီမှာဟောတော့ဒါကဆရာတော်တွေတရားထိုင်နေဒါကဆရာတော်တရားစစ်တယ်တရားဟောတဲ့နေရာပါဒီမှာတော့ဖျားဆင်ရတဲ့အခြေအရှိပါတယ်။ဖျားဆင်ရတအားကြီးညိုပါတယ်။ ဒါကတော့ဒါတော့မြောင်မြားဆရာတော်ဘုရားကြီးပေါ့နော်မြောင်မြားဆရာတော်ဘုရားကြီးရေပုံဖြစ်ပါတယ်ဒါကကြတော့ပရိရေတွေပေါ့နော်ဒီအောက်မှာဆိုတော့ပရိရေတွေအများကြီးရှိပါတယ်ဒါတရားထိုင်တဲ့ဓမ္မယုံပေါ့နော်ခုဆိုထမင်းစားပြီးခဏနားနေကြတာဖြစ်ပါတယ်ပြီးတရားပြန်ထိုင်ရမှာပေါ့နော်ဒါတရားထိုင်တဲ့ဓမ္မယုံမှာ အဆိုရင်ဝမ်မုံတို့ဒီတရားထိုင်တဲ့နေရာပေါ့နော်အဲ့တော့တရားထိုင်တဲ့နေရာရဲ့စင်းချန်လျှောက်တဲ့နေရာရဲ့အဲ့တော့တရားထိုင်တဲ့နေရာရဲ့ဒီစင်းချန်လျှောက်တဲ့နေရာပြပြီးသွားပြီပေါ့နော်โอเคအဲ့တော့ဒီအခုဒီဘက်ကပေါ့နော်ဒီဘက်အဆောင်ကျတော့ဒီအမျိုးသမီးတွေအတွက်ပေါ့နော်အမျိုးသမီးတွေအတွက်အိတ်ဆောင်ဖြစ်ပါတယ်ဒီနေ့ကဒါကိုပိုက်တီလောက်ဆောက်ထားတော့ဗောနောနောက်ဆုံးနေ့ဗောနောမနေ့ပြန်နေလဲဆိုရင်တရားနာရစက်ချပြီเนาะပြန်ရတော့မှာဗောနောကိုရီနေတဲ့နေအောင်ပြန်မယ်ဥမုံလို့ဆိုဒီပြန်ဖို့တော့က ယထာကိုယထာယထာ၄ဆက်လောက်စီးရတယ်ပေါ့နော်ယထာ၄ဆက်လောက်စီးပြီးတော့ပဲပြန်มาဆိုတော့နှမ်းมาတယ်၄နာရီ၃နာရီခွဲ၄နာရီပေါ့နော်ကိုနေနေရကြဖို့လေးနိုင်လောက်ကြပါတယ်အဲ့တော့ဒီလာတော့ကလေးနိုင်လောက်ချက်ထားစီလာရတယ်ကားတွေစီလာရတာပေါ့နော်တအားနည်းနည်းတော့ဝေးတယ်ပေါ့နော်ဟုတ်ကဲ့ဒါတော့ဒီဘက်ကအမျိုးသမီးတွေအိတ်ဆောင်ဖြစ်ပါတယ်ဒီအပေါ်ပေါ့နော်အပေါ်ဘက်မှာကြတော့တန်ဃာရော၄ပါးရယ်အမျိုးသားယောဂီတွေရှိတယ်ပေါ့နော်ပြီးတော့ဒီကြောင်းတိုင်းမှာကဟိုပါပေါ့နော်ဝေယဝိဇာကုတို့ ရှင်ပေါ့နော်အဲဘုရားဝိစာ ပြုတဲ့သူဟုတ်တယ်ကတော့ကောင်းလေးတယောက်ရှိတယ်ပေါ့နော်ဦးလေးပေါ့နော်ဦးလေးတယောက်ရှိတယ်နောက်တန်ခါတော့၄ပါးရှိတယ်ဒါပဲပေါ့နော်โอเคအဲ့ဆုံးနေပါလေကတ်ချင်နေဆိုရင်လည်းဒီကြောင်မှာဒီဟိုပါပေါ့ကွန်တက်လေးထည့်ပေးထားမယ်ပေါ့နော်အဲ့ကွန်တက်မှာဒီဖောင်းဆက်ပြီးတော့ပဲဆုံးရယူလို့ရတယ်ပေါ့နော်ဆုံးကတ်ချင်တာပဲဖြစ်ဖြစ်အခုလိုမျိုးတရားစခန်းဝင်ချင်တာပဲဖြစ်ဖြစ်ပေါ့နော်သူတနှစ်ကိုဒီတရားစခန်းနေဖွင့်မယ်ဆိုရင်လည်းတတော်ကဒီကြီးညာတယ်ပေါ့နော်သူရဲ့ hash ကနေပြီးတော့ ဘယ်တော့မှတရားစခန်းဖွင့်မယ်ဆိုတော့အဓိကတော့ဒီကြိုးပြီးစရင်ပေးရတာပေါ့နော်ကြိုးပြီးတော့စရင်ပေးရပါတယ် yes okay အဲ့ဆိုအဲ့ဆောင်လေးတစ်ချက်လောက်လေးပြမယ်နော်ဘုံဘုံလို့ဒီအိတ်တဲ့ခန်းလေးဖြစ်ပါတယ်ဒါကတော့အောက်ထပ်ပေါ့နော်အောက်ထပ်အိရာ၄ရောက်ပေါ့နော်၄ရောက်အေးလို့ရပါတယ် ီမှာဆိုလဲဒါအချိုရည်တွေပေါ့နော်အချိုရည်တွေချလာပြထားပါတယ် yes အဆိုရင်အပေါ်တက်ပေါ့နော်အပေါ်တက်မှာလဲအပေါ်တက်နှစ်ထက်ရှိရယ်ပေါ့နော်ဒါကိုဘုံမောင်တို့အိတ်တဲ့အထက်ကဒုတိယတက်အလဲခန်းဖြစ်ပါတယ်ဒုတိယတက်အလဲခန်းဒီမှာပေါ့နော်ဒါကအိတ်တဲ့ညာဒီအလဲရဘုံမောင်အိတ်တဲ့ညာပေါ့နော်ဒီဘက်ကအမတယောက်အိတ်တာဒီဘက်ကအနီတယောက်ပေါ့နော်ဒီကမှာတော့တိုတယ်၃ယောက်ပေါ့နော် ခန့်တော်တော်ကျေပါတယ်အဆင်ပြေပါဟီတာလည်းရှိတယ်ပရင်ပေါက်တယ်လည်းရှိတယ်ပေါ့နော်ဒါက8ခန့်ဖြစ်ပါတယ် yes okay ဒီဘက်မှာလည်း8ခန့်တစ်ခန့်ပေါ့နော်ပြီးတော့ဒီဘက်မှာလည်း8ခန့်တစ်ခန့်ရှိတယ်နော်အပေါ်ထဲမှာရှိသေးတယ်ပေါ့နော် ခေဒီအပေါ်တက်မှာကျတော့၄ရောက်ပေါ့နော်အပေါ်တက်မှာကတော့၄ရောက်နေပါတယ်အပေါ်တက်မှာကတော့အိမ်သားရေချိုးပန်းသွားနေသူရှိတယ်ပေါ့နော်ခေဒါကတော့အိမ်သားရေချိုးကမှာအားလုံးရှယ်သွားတာပါအတန်ရှိပါတယ် ီ Easter တရားစခန်းပေါ့နော် Easter တရားစခန်း၄ရက်တာဝင်ခဲ့တဲ့အာကျောင်းပေါ့နော်ကျောင်းလေးဖြစ်ပါတယ်အဲနောက်ဒီ UK ကနောက်ဟောပေါ့နော်မြန်မာပဲဖြစ်ဖြစ်သူကလက်ခံပါတယ်အခြားအခြားမြန်မာမဟုတ်တဲ့သူလည်းပေါ့နော်တရားထိုင်ခြင်းနဲ့တရားထိုင်မယ်ဆိုရင်လက်ခံပါတယ်ဟိုတရားထိုင်အဆင်ပြေတယ်ပေါ့နော်ကောင်းတယ်တကယ်အေးချမ်းတယ်ပေါ့နော်နေရာလေးကတခုပဲပေါ့နော်ဒီဟာကဒီလန်ဂျန်ဟီထရိုအဲပေါ့ပေါ့နော်အဲ့ဒီလေယာဉ်တန်တွေကတော့ ထောက်လျှောက်ကြနေရပါတယ်လေရင်ကြီးကတစည်းပြီးတစည်းတစည်းပြီးတစည်းပေါ့နော်ဒီ10မိနစ်ချာ2မိနစ်ချာလောက်ကိုလေရင်ကြီးကတစည်းပြီးတစည်းတက်နေတာပေါ့နော်လေရင်တန်းတော့တော်တော်ဆူပါတယ်ဒါမဲ့လေဟိုတရားဒီစားထိုင်ခါစားပဲတမားကြီးခတ်တာပေါ့နော်ထိုင်တာကြာသွားတဲ့ခါကျတော့သူကလည်းသူဒီလေရင်တန်းကလည်းကြားတယ်ကြားတယ်မလားအဆင်ပြေသွားတာပေါ့နော်အင်းအဲ့တော့အဆင်ပြေပါတယ်နော်ဒီ time table လေးပြမယ်ပေါ့နော်ဘုံဘုံတို့ဒီတရားထိုင်ခါတဲ့ time table လေးရှိပါတယ် yes ာ timetable လေးပေါ့နော်ဒီမှာလိပ်စာပါတယ်။ဟောပေါ့နော်မြောင်းမြကြောင်းတိုက်ပေါ့နော်တီဆရနာဝိဟာရလားအဲ့လိုခေါ်တာပေါ့နော်။ဒါကတော့ August လတော့ဟာပေါ့နော်ဒီလကတော့ဘောမော်ဝင်တာ April လပေါ့နော် April လ Easter တရားစခန်းဝင်လာတာပါ။ဒီ London ကပေါ့နော် London က retreat အနေနဲ့ကတော့အချိန်စီးကဒီအခုရိုက်ပြထားတဲ့တလို့ပဲပေါ့နော်။မနေ့ပိုင်းအရာထားတယ်အဲပြီးရင် ခဏတာတရားထိုင်တယ်ပြီးမနက်စာစားတယ်ဗောနောပြီးတော့ဆရာတော်ကတီလာပေးတယ်ခဏတာတရားဟောတယ်ပြီးမနက်ပိုင်းမှာတောက်လျှောက်ဗောနောတရားမှထိုင်တယ်ဈင်းချက်လျှောက်တယ်တရားထိုင်တယ်ဗောနောပြီးနေ့လည်းစစားပေးအခုခဏမနောဈင်းချက်လျှောက်မှာဗောနောဒါမှဒီနေ့တရားစကန်မနက်ပြန်ထွက်တော့မှာဆိုတော့တစ်ချက်ရိုက်ပြရတာဗောနောပြီးတော့စစ်တစ်တနာရီမှာပြန်ထိုင်ကြမှာပြီးတောက်လျှောက်ဗောနောလင်းနိုင်နေခဏနိုင်မှာတော့ဆရာတော်တရားခဏဟောတယ်ပြီးညဘက်မှာကျတော့အကျေဗောနောခဏနိုင်ရဲ့ရှင်နိုင်တနာရီဆရာတော်တရားဟောတယ်ဗောနော drink နေရာလဲတိုက်ပါတယ်ဒီမှာဗောနော တော့အဆင်ပြေပါတယ်ဗောနော်အဲ့တော့ဒီ Facebook ကနေပဲဗောနော်ဖုန်းဆက်ရတာလဲဟောဗောနော်တရားစခန်းဝင်ကျင်နေဆိုရင် Facebook ကနေပြီးတော့ပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ဗောနော်အဲကြိုတင်ပြီးတော့ဆင်ရင်ပြေးလို့ရပါတယ်တော့ Yes ဒီမှာကွာဧပြီလဆိုတော့အေးတော့အေးနေသေးတယ်ဗောနော်ဧပြီလဆိုတော့အမ်အရင်ကြီးတော့မအေးတော့ပြိမ့်မယ်နည်းနည်းတော့အေးနေသေးတယ်ဗောနော်ဧပြီလဆိုတော့လေ ုဆိုရင်ပက်ပြရင်လည်းတချွေးရထွက်လာပါတော့ပြီးတော့ဒီအဝိစားပေါ့နော်ဒီတရားထိုင်မယ်ဆိုအဝိစားပညာကလည်းအရင်ကြီးပူစရာမလိုပါဘူးလို့ထမင်းရဲ့လုံးမမဟုတ်ဘူးပေါ့နော်ဒီမှာစုံမုံပြမယ်ပေါ့နော်ဘာလို့ဆိုဒီလိုဘောင်းမရှိပေါ့နော်ဒီလိုဘောင်းမိလေးတွေနဲ့ဘောင်းမရှိပေါ့နော်ပေါ့ပေါ့ပါပါဖြစ်တယ်ဒီတရားထိုင်လို့ကောင်းတယ်ဘောင်းမရှိပေါ့နော်အဲ့တော့ဘောင်းမရှိရင်လည်းပဲတရားထိုင်ပါတယ်อืมအဝိစားဆိုလဲဒီအစင်ပြာလေးပေါ့နော်ဒီလိုအစင်ပြာလေးပဲဝကြတယ်အခုဆိုရင်မမအေးလို့အပေါ်ကအနှွေးတဲ့တထက်ထွက်ထားတာပေါ့နော်ဒါပေမဲ့အခုက ပိုးလာပြီရှောင်းရင်းနေပေါ့နော်လမ်းရှောင်းရင်းနေပိုးလာပြီပြီးတော့ဒီအိတ်ယာတွေစောင်းနေဘာတွေပေးတယ်ပေါ့နော်ဒီမှာဒီမှုတ်ယာတွေစောင်းနေရပေးပါတယ်လို့ပေါ့နော်โอเคအဲ့တော့ဘာမှတော့သိဥစရာမရှိဘူးပေါ့နော်အဓိကကိုဝိမဲ့အဝိစားရဲ့နောက်ဒီဟောပေါ့သွားတိုက်တန်း ဟောပါတော့အဲမျက်နှာတက်ရေချိုးဆက်ပြပါတော့ဒါလေးရှူလိုက်ရင်အဆင်ပြေတယ်ပေါ့နော်မနေ့ပြန်ကတော့ပြန်မှာပါမနေ့ပြန်နေ့လည်းမှာဆရာတော်ကဒီတရားစခန်းပိတ်မှာပါနော်တရားစခန်းပိတ်မယ်ရေဆက်ချမယ်ပြန်ကြမှာပါနော်အော်မနေ့ပြန်ကတော့ Easter ရုံပိတ်ရကုန်လာပါပြီ27ရက်ပေါ့နော်ဒီနေ့က20မနေ့ပြန်က27 April yes အဲ့တော့အာအဲ့တော့ပြောစရာလည်းကုန်သွားပြီပေါ့နော်အခုဒီဒီဒီတရားစခန်းနဲ့ပတ်သက်တာ အကုန်လုံးပေါ့နော်ပြီးတော့ဒီခုဆိုဒီမှာပြထားတယ်ပေါ့နော်အဲ့တော့ဟီတာတွေလည်းရှိမှရှိရပေါ့နော်ဒီဇင်ဘာဆိုရင်ကျတော့တရားစခန်း၁၀လောက်ပေါ့နော်ခုဒီ Easter ကျတော့ရုံးပိတ်ရဆိုတော့တရားစခန်း၁၀ရမဟုတ်ဘူးပေါ့နော်၄၅ရလောက်ပဲဖွင့်တော့ဆိုတော့ချက်ကတော့တအားနေတယ်ပေါ့နော်တရားထိုင်ရတာဒါမဲ့လည်းအဆင်ပြေတယ်ပေါ့နော်ကုသိုလ်ရတယ်ပေါ့နော်သီလတွေလည်းစောင့်တည်ဖြစ်တယ်ပေါ့နော်တရားတွေလည်းနာဖြစ်တယ်တရားလည်းထိုင်ဖြစ်တယ်ပေါ့နော်โอเคအဲပြီးတော့ရှီတန်ပူပေါ့နော်ဒီမှာရှီတန်ပူတွေလည်းတောက်လျှောက် provide လုပ်ပေးထားပါတယ်ရှည်တန့်ဘူးတွေပေါ့နော်ရှည်တော့ရင်တော်တော်အဆင်ပြေတယ်ပေါ့နော်လို့လုံးဝလုံလေသေးမရှိပေါ့နော်တရားထိုင်ရတာလည်းကောင်းတယ်음အဆင်ပြေတယ်ပေါ့နော်မနေ့ပြန်တော့လေး၄နာရီလောက်ပေါ့နော်လမ်းပေါ်မှာတယ်၄နာရီလောက်ချင်းကုန်ပါဦးမယ်မနေ့ပြန်တော့လမ်းပေါ်မှာတယ်၄နာရီလောက်ရထားစီကားစီရထားစီကားစီပြီးတော့အိမ်ပြန်มาဖြစ်ပါတယ်ပြီးတော့ Easter ရက်ဆိုတော့ဒီရထားတွေကလည်း ဟို east east tie ဆိုလို့ရထားတွေမရှိတာမျိုးလည်းရှိတာပေါ့နော်အဲ့ခါကျတော့နေတော့ကြိုးပြီးတော့ plan မှာပေါ့နော်ဒီခါလေးကျရင်ရထားတွေမရှိဘဲကားဘတ်စကားလုပ်ပေးထားတာပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်ရုံးပရက်ဆိုရင်ရထားတွေ brown ပေါ့နော်အဲ့လိုမျိုးလေးလည်းရှိတယ်음ဟောပါပြောစရာကျန်သေးလဲပေါ့နော်ဘာမှတော့ပြောစရာမရှိတော့ပါဘူး yes ဒါကတော့အခန်းခေါ်အမပဲဖြစ်ပါတယ်ခက်ကမမကြီးပါ ဟုတ်ကဲ့တရားစခန်းဝင်ရအဆင်ပြေလားအလိုဟာတရားစခန်းအတွေ့အကြုံလေးတွေ share ပေးတာပေါ့နော်အဆင်ပြေလားမအဆင်ပြေတယ်လीအဆင်ပြေတယ်အမကဒါဒုတိယဘယ်နဲ့ချိန်မြောက်လဲအမဒုတိယအချိန်ဒုတိယအချိန်ပေါ့နော်ဒီဒီကြောင့်မှဒုတိယအချိန်ဒုတိယအချိန်ပေါ့နော်ပထမချိန်ကဒီဇင်ဘာပါပထမချိန်ကပြီးခဲ့တဲ့ဒီဇင်ဘာဆယ်ရက်စခန်းတော့ဟုတ်အခုကတော့ Easter လေးရပေါ့။ဒါကဒီ UK ရောက်နေတဲ့မြန်မာတွေပဲဖြစ်ဖြစ်ဒီအခြားလူမျိုးလည်းဝင်လို့ရတယ်နော်။ရတယ်ဝင်လို့ရတယ်။အဲဒါပေမဲ့ အဖုံဖုံနေရတော့ဟိုဗမာလိုပဲတရားဟောတာဆိုတော့အဲကို့တရားဖို့ဘောနော်တခန်းထဲနေတဲ့သူကတော့ပြန်ရှင်းပြတာပေါ့အခုကိုဘက်မှာရှိရနော်အခုကိုဘက်မှာဝင်နေတာဟိုအိန္ဒိယလားအိန္ဒိယအိန္ဒိယတယောက်တယောက်ကတယောက်ကရာနီလို့ခေါ်တာပေါ့နော်သူကအမြင်လာဝင်နေသူကအဲဟိုရွတ်တာတွေဘာတွေကဆိုတော့သူအတန်အတွက်တွေကိုသူကအင်္ဂလိပ်လိုသူပြောင်းပြီးတော့သူကဗုဒ္ဓဘာသာလားရွတ်တယ်အမ်မမေးတော့မမေးဘူးဒါပေမဲ့တရားတော့ လာလာထိုင်နေเนาะတရားမြဲထိုင်နေအဗုဒ္ဓဘာသာလိုပဲဟောဖြစ်တယ်ဆိုတော့ဗုဒ္ဓဘာသာဝင်လို့တော့ပြောလို့ရမှာဒါပေမဲ့အမီယိုဖရာဗုဒ္ဓဘာသာဟုတ်မဟုတ်တော့မပြောတတ်အိမ်မော်အိမ်မော်အိန္ဒိယလို့တော့ပြောတယ်အဲ့တော့အခြားလူမျိုးလည်းဝင်လာထိုင်လို့ရတယ်ပေါ့နော်ရတယ်ဝင်ထိုင်လို့ရတယ်တရားတော့အကုန်ဝင်ထိုင်လို့ရတယ်ဟုတ်တယ်အဲတိကျင်တာရှိလေဖုံးဖုံးနေကိုမေးလျှောက်လို့ရတယ်ဒါပေမဲ့ရာနီကတော့မမေးမမေးဘူးမေးတဲ့သူဆိုတော့ဖုံးဖုံးနေကပြန်ဖြေပေးတယ်သူမမေးတော့လေဖုံးဖုံးနေကတော့ အာမပြောမမီဒီမှာအကောင်လုံးအင်္ဂလိပ်စကားပြောနိုင်ပါတယ်တော့ပြောနိုင်တယ်ဖုန်းနေအကောင်လုံးပြောနိုင်တယ်အော်ဖုန်းနေပါပြောနိုင်တာလားဖုန်းနေပြောနိုင်တယ်အဲ့ဒါဆိုဖုန်းနေကကြာပြီ 88ခုနဲ့တောင်ရောက်နေတော့တရားငယ်ဖြစ်ပြီပေါ့ဒီကြောင်ဟုတ်တယ်ဆရာတော့၄ပါးပေါ့နော်၄ပါးရှိတာဟုတ်တယ်၄ပါးဆိုပေမဲ့အာဆရာတော့အကြီးကတော့၄ပါးပေါ့ရဟန်းမျိုးလေးရတပါးပါတယ်ဆရာတော့ကြီးက3ပါမဟုတ်လား3ပါ3ပါ sorry sorry 3ပါရဟန်းမျိုးလေးရတပါးရဟန်းမျိုးလေးရတပါးဟုတ်တယ်ရဟန်းမျိုးလေးရရောက်တာမကြသေးကြသေးဘူးအဲ့တော့အဆင်ပြေတယ်ပေါ့နော်အမအဓိကကတော့အဆင်ပြေတယ်ကောင်းတယ်လို့အားကြီးနေထိုင်ရတာလည်းအဆင်ပြေစားတော့ရတာလည်းအဆင်ပြေစားတော့ရတာလည်းအဆင်ပြေတရားထိုင်တာလည်းကောင်းပါတယ်တရားထိုင်ရတာလည်းကောင်းတယ် ပြန်ပြန်ကြိုက်တယ်ကွာတိတ်ဆိတ်တာတိတ်ဆိတ်တယ်ဟုတ်တယ်ဟိုတိတ်ဆိတ်တယ်ဆိုတာကတရားထိုင်နေအခန်းတိတ်ဆိတ်တာဟိုလင်းရင်လင်းရင်ပြောပြီးသွားလင်းရင်တန်ကတော့လင်းရင်လင်းရင်တော့သူပဲအာယုံနဲ့ဝင်ဝင်လာတာလေညအိမ်လည်းလင်းလင်းရင်ပြောပြီးသွားပြီသူပဲဟုတ်တယ်တောတာဝိညာဉ်ဆိုရင်သူပဲတရားထိုင်ရင်တောတာဝိညာဉ်ဆိုသူပဲပြောသွားပြီဟုတ်တယ်โอเคအာဒီမှာဒီမှာဒါဗီဒီယိုရိုက်နေဗီဒီယိုရိုက် ဗီဒီယိုဒီလိုအတွေ့အကြုံ share ဖို့လေဗီဒီယိုရိုက်နေရဒါမမကွန်ဆာတန့်ဖီဒီထရစ်ကွန်ဆာတန့်မမကြီးမမကြီးတဲ့မမကြီးမဆုံးရတော့ဘူးအနီးကတကယ်ရိုက်နေတာဒီမဟုတ်လားဒီမှာလေဥပုံကတက်နေတာလေဆိုလိုက်မလို့ပါလေဥပုံဆောင်ထားတယ်လို့ပြောတာအဖန်နဲ့လောက်တာအဖန်နဲ့အဖန်နဲ့ဆိုတော့အာလာတယ်လာတယ်လာတယ်ချောမွန်

ဗ္ဗနာတာဣစေယောအတုရှင်မြာဘိယောရတိဝိနည်းကိုအကြောင်းပြု၍အရှေယနာမေယယံပေးခြင်းကြောင့်ကောင်းမှုမင်္ဂလာပါစေခြင်းကျိုးငါရမှုရှိသောအင်္ဂါတော်များနှင့်ယောဂီ သူတော်စင်အပေါင်းတို့အားမမြတ်လစွာသောအာယုံစွမ်းနေစွမ်းတထဆွမ်းတို့ဖြင့်နိဗ္ဗာန်ရည်မှန်း၍တူရမ်းမာဤရှင်ဖျား နိဗ္ဗာန်နာတာအစ္စယောဟုတ်သူဒီဒီသာဘွယ်မေမေကိုမြူရဲ့မန်ချောသာပါရေစေဒီလိုချင်းငါမတော့ပါဘူးဒီပြတ်သောဤကိုကောင်းသည် ရှင်အောင်ဒီလည်းအတ္တမြတ်တမ်းမမောပညာဘုရားသာသနာချင်းနဲ့ဖြာကိုချင်းမနိုင်စေဝရဏဟောင်းတဲ့မဖြစ်စေရရှားပိုင်းမြလေခတ်သိမ့်ပြုတ်ကိုမဖြစ်လေအောင် ချမ်းမြေအောင်ဟုသုံးဆောင်ဤဝဲပါတည်းသာသနာ့ဒါစုမှာချမ်းသာကိုစိတ်မြေပါစေ 五百人被跟随为一家王室，要为啥这样讲？米达苏玛强大，故事明白些。五百人被跟随为一家王室，出于这样讲，米达苏玛强大，明白。 No.

ပါနေထားမှာဒီတော့အဲ့တော့ဖျားရရှင်ကြီးစုစုကိုသောဖျားရရှင်ကြီးကဒုက္ခခတ်တိချုပ်ငိမ့်တဲ့နေရာကိုတွေ့ကြတာပေါ့လား။ဘာလို့တော့ဘုံမောတယ်လဲဒီပန်းတိုင်သွားမှာဖြစ်မှာပေါ့။ဖျားလန်းစင်တိုင်းပဲလေ။ဒါဆိုရှင်ရင်တန်တရားတူကျင်တဲ့ဘဆွေပါရှိရမယ်လေတန်တမမှုတွေတန်တမှာလေ။သူတော်ကောင်းတရားရှိရမယ်။ သူတော်ကောင်းတရားမှာကိုမြတ်မြတ်ရှိမြတ်မြတ်တန်ပြတူတယ်နည်းနည်းရှိနည်းနည်းတန်ပြတူမယ်နော်လုံးဝလူစောရောစောနာတောစောတောစောနာအာဂါဒေသဘုမေဇရုရေသူလောကဘာလာသာမဒီဝနမြတ်နိုင်သာနာဘောဆာရေ30တဘောနိုင်ဒီတန်ကြောင့်ဆိုဒုက္ခိတဒုက္ခိတဝိညာတတောကောင်းတူအညအညအညပြီပြီပါ၏ဘုဒ္ဓသာတော်တဲ့ဒီတိရတို့နဲ့ကောင်းလို့အပြုရကြနေရကိုစိတ်နဲ့ပြန်ဈာမဆန္ဒကြသည် အန္တရာယ်ဒီဖြစ်ကြပါစေတော့အာဟောကြာကြာသမျာအမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုအာလုံးကြာကြာသမျာအမြအမြအမြယူတော်မူကြပါကုန်လောတာတု တာတုတာတုအာလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောအာ